ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတော့ဂျိုရှွာဘန်နဲ့ပွဲထိုးရမယ့် rival ကစကားကူထုတ်ပြောလာခဲ့ပါပြီဒီပွဲကမာနက်ကစ်နဲ့မဟုတ်ဘဲနဲ့ဂျိုရှွာဘန်နဲ့ဖြစ်သွားတာကပိုပြီးတော့ကောင်းတယ်ဂျိုရှွာဘန်နဲ့ပွဲတယ်ပေးလိုက်ပြီဆိုတာသိရချိန်မှာဒီပွဲကိုလူစိတ်ဝင်စားမှုပိုပြီးမြင့်တက်သွားတယ်လို့သူကထုတ်ဖော်မှခံလိုက်တယ်ခင်ဗျာမာနက်ကစ်နဲ့သူနဲ့ပွဲတယ်ပေးထားတော့ကအဲ့လောက်ဒီပြည်သူစိတ်ဝင်စားမှုမရှိခဲ့ဘူးပေါ့လေအခုတော့ ဂျိုရှူအာဘနဲ့တည်ပေးလိုက်ပြီးတဲ့နောက်မှာ UFC ရဲ့ပရိသတ်စိတ်ဝင်စားမှုကအရန်ကိုအံ့အားသင့်စရာကောင်းလောက်အောင်မြင့်တက်သွားခဲ့တယ်ပေါ့လေ။ဘာဖြစ်ဂျိုရှူအာဘန်ဟာဖိုက်တာကောင်းတစ်ယောက်ဖြစ်တဲ့အထူးသဖြင့်သူသတိထားမှာဂျိုရှူအာဘန်စီမှာဆုံးကျုံးစရာဘာမှမရှိဘူး။ဒီတော့ဒီပွဲကစိတ်ဝင်စားဖို့အရန်ကောင်းနေတယ်ဆိုတဲ့စကား Rival ဘက်ကပြောသွားခဲ့တယ်ခင်ဗျ။ Rival ကလည်းအခုရပိုင်အတွင်းမှာလက်ကျစ်မှုတွေကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်ဆောင်ရွက်လာတာတွေ့ရပါတယ်ခင်ဗျ။ Rival ရဲ့အာသာချက်ကနိဗူဝပိုင်းဆိုင်ရာကျွဲဝရတယ်။ Ranking 1မှာရက်တည်နေတဲ့ Fighter တယောက် PP သူ့မှာအတွေ့အကြုံပိုင်းဆိုင်ရာအာသာချက်တွေအများကြီးရှိတယ်ခင်ဗျ။ဒါို့တော့ကျွန်တော်တို့ရဲ့ရှင်း Fighter လေး Joshua Ban ကသတိထားပြီးတော့ရင်ဆိုင်မယ်ပေါ့လေ။ Joshua Ban ကတော့လက်ရှိမှာတက်တစ္စာ Fighter တယောက်ဖြစ်တဲ့အလားအလာကောင်းတွေကိုပိုင်ဆိုင်ထားတယ်။ပြီးတော့ Ranking တန်းကိုလည်းရောက်နေတယ်ပေါ့လေ။ဒီတော့ Joshua Ban ဟာသူ့အတွက်ကတော့ဒီပွဲကိုနိုင်လိုက်ရင်လုံးဝအကျိုးမြတ်အကြီး အများကြီးရပါဖို့ရှိနေပွဲဆိုတဲ့အသည့်နဲ့ပဲကစားမှာဖြစ်တယ်။ဒါပေမဲ့ဂျိုရှုအဘန်သတိထားမှာကသူဒီကစ်ဘောက်ဆင်ကိုတားအသုံးပြုပြီးတော့ကစားတဲ့ဖိုက်တာဖြစ်တယ်။အဲ့ကစ်ဘောက်ဆင်ပိုင်းဆိုင်ရာကိုတစ်ဖက်က rival ကကောက်ွယ်ပြီးတော့တံပြန်လာရင်ဘလိုဗျူဟာမျိုးကိုဂျိုရှုအဘန်ထုတ်သွင်းမလဲဆိုတဲ့ second plan ကိုစီစဉ်ထားနိုင်မှာပဲအဆင်ပြေပါလိမ့်မယ်ခင်ဗျ။အခုတော့ဒါ rival ကနေပြီးတော့ဂျိုရှုအဘန်နဲ့မထိုးခင်ပွဲကြိုစကားပြောကြလိုက်ပါတယ်။အဲ့စကားလေးကိုပြည်သက်တွေအပြည့်စုံသိရှိရအောင် ကျွန်တော်ဖတ်ကြားပြောပြပေးခြင်းပါတယ်ခင်ဗျအခုဒီဘွဲကမာနေကိရှ်နဲ့မဟုတ်တော့ပဲဂျိုရှွာဘန်နဲ့ဆိုတော့ပရိသတ်တွေပို့ပြီးစိတ်ဝင်စားကြသွားကြတာကိုကျွန်တော်တွေ့ရတယ်တကယ်ပါဂျိုရှွာဘန်ကတကယ်လည်းဖိုက်တာကောင်းတယောက်ပါသူ့မှာကဆုံးကျုံးစရာဘာမှမရှိဘူးဆိုတဲ့အချက်ကိုကျွန်တော်သတိပြုရပါလိမ့်မယ်စိတ်ဝင်စားဖို့တော့ဒီဘွဲကအရင်ကောင်းပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်က ranking 10ရဲ့နောက်မှာရှိတဲ့ဖိုက်တာတွေနဲ့တခါမှမထိုးဘူးသေးပါဘူးဘလို့ပဲဖြစ်ဖြစ် USC ဘက်ကပွဲတင်ပြီးတော့လဲကျွန်တော်ထိုးရတော့မှာပါဒီပွဲပြီးရင်တော့ချန်ပီယံစင်ခေါ်ပွဲကစားရဖို့မျှော်လင့်နေပါတယ်ကျွန်တော်ကလည်းအမြဲ active ဖြစ်တဲ့ပုံစံမျိုးပဲလိုချင်တော့လေဒီတော့ ranking ဘလောက်ပဲရှိရကစားသမားဖြစ်နေပါစေလက်ခံကစားသွားမှာပါကျွန်တော်ခန္ဓာကိုယ်ချိုးစားရလဲ flying weight နဲ့ကွက်တီပါပဲဝိရှာတာလည်းအရင်ပဲပဲပါတယ်ဂျိုရှွာဘန်ကိုတော့ကျွန်တော်တတ်နိုင်သမျှလေ့လာထားပြီးသားပါအရင်ကြီးပြန်လည်လာစရာမလိုတဲ့ fighter တွေထဲမှာဂျိုရှွာဘန်ပါပါတယ် Fury FC မှာ Champion ပွဲကြီးထိုးကြတဲ့ကသူ့ပွဲကြည့်ဖြစ်ခဲ့တယ်။အလားလာကောင်းတဲ့ကောင်းလေးတယောက်လို့အဲ့ကလေးကကျွန်တော်သတ်မှတ်ထားခဲ့တာပါ။အခုတော့သူနဲ့ကစားရအောင်မယ်။သူ့ရဲ့ Kickboxing ကစားပုံတွေကိုကျွန်တော်သဘောကျတယ်။ရှိလဲရှိကျူပါတယ်။ဘာဖြစ်လာမယ့်ပွဲမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာ Joshua Ban နဲ့တွေ့ရတာကို Manekish နဲ့တွေ့ရတဲ့ပိုပြီးသဘောကျတယ်။ဘာကြောင့်လဲဆိုတော့ Joshua Ban နဲ့တွေ့လိုက်လို့ပဲဒီပွဲကိုပြိတ္တဆိုင်ဝင်စားမှုအများကြီးမြင့်တက်သွားတာဆိုပြီးတော့ ြောသွားခဲ့ပါတယ်ခင်ဗျအဲ့တော့တစ်ဖက်မှာရှိတဲ့ဂျိုရှွာဘန်ကလည်းဒီပွဲကိုအနိုင်ယူပြီးတော့ချန်ပီယံရှစ်ကပ်စင်ကိုပွဲထိုးခွင့်ရဖို့အတွက်ရည်စူးနေတယ်ဒီဘက်ကကျွန်တော်တို့ rival ကိုကြည့်လိုက်တော့လေ rival ကလည်းဂျိုရှွာဘန်နီးတူပါပဲဒီပွဲမှာအကောင်းဆုံးထိုးပြီးတော့ဂျိုရှွာဘန်ကိုအနိုင်ယူပြီးရင်ချန်ပီယံစင်ကိုပွဲသူ့ကိုတည်ပေးဖို့တောင်းဆိုရမယ်ဆိုတာမျိုးပြောလာပါတယ်ခင်ဗျဒီတော့ဒီခွင့်ရကိုဘယ်သူရသွားမလဲဆိုတာကျွန်တော်တို့ ရင်ခုန်ကြရမယ်ပွဲဖြစ်ပါတယ်။ဇွန်လ29ရက်နေ့မနက်ပိုင်းကိုရောက်ရင်ကျွန်တော်တို့ဂျိုရှွာဘန်နဲ့ရိုက်ဘောလို့ထိုးတဲ့ပွဲစဉ်ကိုကြည့်ကြရမှာဖြစ်ပါရယ်ခင်ဗျာ။ကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။